ခင်မုံတန်နဲ့ကွာရှင်ကအချစ်ဦးနေရွှေသွေးအောင်နဲ့ကြီးကျယ်ခမ်းနားစွာရွှေမင်္ဂလာပွဲစဉ်လွှဲမဲ့ရုံးဝတီရွင်မူပရိသတ်ကြီးအလုံးမဲ့မင်္ဂလာပါရှင်ဂျန်နွေနော်လေးဂျန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ခင်မုံတန်နဲ့ကွာရှင်လို့နှလုံးမပြည့်ခင်မှာစစ်သူအစ်စ်ကိုကိုကိုခေါ်ပြီးရှောက်လန်နေလို့လူပြောများနေတာကရုံးဝတီရွင်မူဖြစ်ပါရယ်ပိုပြီးလူပြောများဆက်ဖြစ်တာကရုံးဝတီလူမောဟာနိုင်ငံတော်အကြီးအကဲဟောင်းရဲ့မြေဖြစ်တဲ့နေရွှေသွေးအောင်ခေါ်ဖူလာပြင်းနဲ့ချစ်ကြိုက်နေတာကြောင့်ပါ ဒါကြောင့်လည်းလူပြောများနေတာဖြစ်ပါတယ်အခုဆိုယူရီလမောနဲ့နေရွှေသေးအောင်တို့ဟာမြန်မာငွေကျပ်ဘီလီယံနဲ့ချီအကုန်ကျခံကချိတ်ချိတ်တဲ့မင်္ဂလာပွဲစဉ်တော့မယ်လို့သိရတာပါယူရီလမောနဲ့နေရွှေသေးအောင်တို့ရဲ့မင်္ဂလာပွဲရာရှေ့သားစစ်စစ်တွေကိုပဲအသုံးပြထားတယ်လို့ဆိုပါတယ်တချို့ပရိသတ်တွေကတော့ယူရီလမောဟာရည်စားများပြီးပရိပွိုင်းလို့နာမည်ကြီးတဲ့ဖိုးလာပြစ်ကိုနေရွှေသေးအောင်နဲ့လက်ထက်မှာကိုသဘောမတူကြပါဘူး အာလုံတိကျတဲ့အတိုင်းရိုးရီလွင်မိုးဆိုတာကမြန်မာနိုင်ငံရဲ့နာမည်ကျော်ထိပ်တန်းမင်းသားကြီးလွင်မိုးရဲ့အကြီးဆုံးသမီးဖြစ်ကငယ်စဉ်ကလေးကဖခင်ဖြစ်သူရဲ့အောင်မြင်မှုအချိန်ဝါနဲ့အတူပြည်သက်တွေကြားထဲမှာရေပန်းစားနေသူလည်းဖြစ်ပါတယ်။ရိုးရီလွင်မိုးကအသက်ကြီးလာတော့အယောက်မလေးတယောက်လိုချုံမောလာပါတလို့ချစ်စရာကောင်းတာကြောင့်ပြည်သက်တွေကခီးလေးဆိုပြီးတက်တက်လို့ချစ်ခင်အားပေးခြင်းကိုခံခဲ့ရတာပါ။ဒီလိုအချိန်မှာနေရှူသေးအောင်ကတော့အဖိုးဖြစ်သူရဲ့အချိန်ဝါနဲ့အတူ ရွှေဘုံပေါ်မှာကြီးပြင်းလာသူဖြစ်ကအကျော်အလဆုံးကောင်မလေးတွေနဲ့တွဲခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်အများစုကခေးလေးလို့ချက်စလုံးနဲ့ခေါ်ကြတဲ့ယူရီလွန်မိုးနဲ့တဘောမတူကြပါဘူး။ခင်မုန်းတဲ့ထန်ဦးလိုက်နဲ့ကွာရှင်ပြည်တလမပြစ်ခင်မှာကျင်းအခုလိုမျိုးကြီးစားရတော့တဲ့အပေါ်မှာပြည်သက်တွေကအမြင်မကြည်ကြတာဖြစ်ပါတယ်။ပရိသတ်တွေတဘောတူတဖြစ်စေမတူတဖြစ်စေရုပ်တွေလွန်မိုးတဲ့နေရှင်သွေးအောင်တို့ကတော့စင်ကာပူနိုင်ငံမှာချင်းတွေးကရှောက်လည်နေခဲ့ကြတာပါ စင်ကာပူနိုင်ငံကနာမည်ကြီးအမတ်တရဘန်းကျက်တစ်ခုဖြစ်တဲ့ Orchid ဘန်းကျက်မှာရုပ်ရည်လွန်မိုးတဲ့နေရှူသိအောင်တို့လက်ချင်းချိတ်ပြီးရှောက်လိုက်နေကြတာကိုစင်ကာပူရောက်မြန်မာအများစုကမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။တချို့သောသူတွေရဲ့ပြောစကားအရဆိုရုပ်ရည်လွန်မိုးဟာနေရှူသိအောင်ကိုကိုကိုလိုတောင်ခေါ်လိုက်တည်းလို့ဆိုပါတယ်။ဒါကြောင့်လည်းအားလုံးကအာအသင်ခဲ့ရတာပါ။ဒီလိုမကြလေးမိကအိမ်တန်တစ်ခု question ပြစ်ဆဲထားတဲ့ရုပ်ရည်လွန်မိုးတရားချစ်သူရေးစားနဲ့တွဲနေတဲ့ကိစ္စအပေါ်မှာလူတွေကတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ တွန်းနေတဲ့လူကလည်းမြန်မာနိုင်ငံအထည်တန်းပွင့်ရပြီးနေရှူသိအောင်မို့လဲတော်တော်လေးကိုလူပြောများနေကြတာပါတချို့ကဆိုရင်ရူးရီလုံမောကနေချူသွေးအောင်နဲ့တွဲကျင်လုံးလုံးလက်ရှိခင်မွန်းတားလေးတယောက်ရထားတဲ့ခင်မွန်းကိုကော်ရှင်းခဲ့တာလားဆိုပြီးမေးခွန်းထုတ်နေကြပါပြီ။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့ရူးရီလုံမောနဲ့နေချူသွေးအောင်တို့ဟာအခုမှတွဲတာမဟုတ်ဘဲအရင်တုန်းကကလေးကချစ်ခဲ့ကြတဲ့ချစ်သူတွေလို့သိရတာပါ။နေချူသွေးအောင်နဲ့ရူးရီလုံမောတို့ဟာတိတ်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးနေချူသွေးအောင်ကရူးရီလုံမောကို ဖခင်ဖြစ်တဲ့ရုပ်ရှင်မင်းသားကြီးလွင်မိုးစီမှာတောင်းရောက်တောင်းပို့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလွင်မိုးကတမိဖြစ်သူငယ်လေးတာကြောင့်မပီးစားခဲ့လို့သာနေရှူသွင်းအောင်နဲ့ယူရီလွင်မိုးတို့ရဲ့အချစ်ဇလန်လေးကတခမ်းရက်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ယူတီလမိုးကအင်တော်ကြီးကိုရှင်းပြတဲ့နောက်အချစ်စစ်မှန်လို့တချိန်ကအချစ်ဦးနေရှိသွေးအောင်နဲ့ပြန်သွင်းနေတာဖြစ်ပါတယ်။ဒါအပြင်ဗီဒီယိုအစမှာပြောခဲ့သလိုမဇာကင်ကာလအတွင်းယူတီလမိုးနဲ့နေရှိသွေးအောင်တို့ဟာချိတ်ချိတ်တဲ့မင်္ဂလာပွဲကျင်းပအောင်မယ်လို့သိရတာပါ။ ဒီဗီလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောယူပရီလွန်မိုးနဲ့နေရွှေသေးအောင်တို့ဇုံတွယ်လေးကိုဘလုံမြင်ကြတဲ့လဲဆိုတာပြောပြတော့ကြပါအောင်နော်။